变个拉花先。 ရှမ်းအေခိုမီဒီယာကကြေဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အောင်ပန်းမြို့အထွေထွေစီးပွားရေးလုပ်ငန်းတမဝါရမအတင်း2024-2025ဘဏ္ဍာရေးနှစ်အတွက်နှစ်ပတ်လည် အရေးရဆိုင်ရာစီဝေးကိုဇွန်လ26ရက်နေ့နနက်9:00နာရီခွဲကအောင်ပန်းမြို့တမဝါရမအတင်းခန်းမှတွင် ပြုလုပ်ခဲ့ပါတယ်။ရှေးဥစွာတဘာပတိဥက္ကဋ္ဌဦးအောင်စိန်ကအဖွဲ့မိန့်ခွန်းပြောကြားခဲ့ပြီးကလောမြို့နယ်တမဝါရမဦးစီးဌာနဦး စည်းရင်ရရှိဥညင်ညောင်နှင့်မြို့နယ်တမဝါယမအတင်းဥက္ကဋ္ဌဥခင်ထုံးတို့ကတမဝါယမအတင်းနှင့်ပတ်သက်၍အမှားစကားပြောကြားခဲ့ပါသည်။ ထို့နောက်အမှုဆောင်အဖွဲ့၏2024-2025ခုနှစ်အတွင်းအမှုဆောင်အစီရင်ခံစာအသင်းစီရင်စစ်အဖွဲ့၏အစီရင်ခံစာနှစ်ချုပ်ဗဏ္ဍာရေးစီရင်ရှင်းလင်းများကိုအသင်းတာဝန်ရှိသူများကဖတ်ကြားတင်ပြခဲ့ကြပြီးအသင်းသားများကလက်ခံ၍တဘာပတိက အတည်ပြုပေးခဲ့ပါသည်။ယင်းနောက်အသင်းသားအကြံပြုချက်များကိုဖတ်ကြားတင်ပြရာတဘာပတိကမှတ်တမ်းတင်ပေးခဲ့ပြီးဒီကုန်းချုပ်မှစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူရည်စေဝါအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုကိုတိုက်ဖြတ်ရင်းနှင့်အထူးအမှန်ဟောပြောပွဲကိုယနေ့နေ့နဲ့9နာရီကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဌာန Community Center ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုဒေါ်ယူယူအောင်ကမူရည်စေဝါ၏အတိတ်ပဲမူ ူးယင်စေဝါသုံးဆွဲခြင်း၏ဆိုကြောများမူးယင်စေဝါသုံးဆွဲခြင်းမှရရှိလာသည့်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာများဆိုကြောအနေရများစသည့်အကြောင်းများကိုចောင်းသားចောင်းသူများအသိပညာပေးဟောပြောခဲ့ပါသည် ထို့နောက်ဇွန်လ25ရက်နေ့၌စာစီစာကုန်ပြိုင်ပွဲ၊ကြပြားရေးဆက်ပြိုင်ပွဲနှင့်ပကြီးပြိုင်ပွဲများမှာပထမဆုံးဒုတိယဆုံးနှင့်တတိယဆုံးရရှိသောကျောင်းသားကျောင်းသူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုနှင့်တာဝန်ရှိသူများကပြည့်ရက်ခဲ့ကြပါသည်။ ဆက်လက်၍ပြည်ချရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကចောင်းသားចောင်းသူများအားအသည့်ပညာပီးញញက်ကစားဆောင်များတုတ္တရတာစာအုပ်များခင်ကျင်ပြသဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်